အားလုံးပဲမင်္ဂလာပါ Article Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုရပ်ပိုင်းတွေအတွင်းမှာကြားနေရတဲ့သတင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ Lashuk နဲ့ MND ကတက်ဆုပ်ပေးပြီးတော့စစ်ကောင်စီလက်ထက်ကိုပြန်ပေးရမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီသတင်းက2025ခုနှစ်နှစ်ဆလောက်ကလေးကနေ ပြောင်းလဲခဲ့တာဖြစ်ပြီးဒီလာရှုမှာကျင်ပါခဲ့တဲ့ဒီတရုတ်နှစ်တကူပွဲအပြီးမှာပို့ပြီးတော့မှပေါ်ထွက်လာတာဖြစ်ပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီး MND ရဲ့ဘက်ကတစုံတရာထုတ်ပြန်တာမျိုးမရှိပေမဲ့လို့ဒီသတင်းဌာနတွေအားလုံးကတော့ MND ဆုတ်ခွာရမယ်ဆိုတာကိုတော့ဒီအတည်ပြုနေကြပါတယ် MND တက်ဖို့ဝင်နေတက်ဆုတ်နေကြတာဒီဌာနဆိုင်ရာဝန်ထမ်းတွေကိုဖြုတ်နေတာနောက်ပြီးတော့ဒီပိတ်သိမ်းနေတာတွေကိုလက်ရှိမှာမြေပြင်အရာဒီစုံစမ်းသိရှိရပါတယ်ဒီဆိုတော့ ဒီလာရှုကိုပြန်ပေးရတဲ့အဓိကအကြောင်းတရားကတော့တရုတ်ပဲလို့ဆိုရပါမယ်တရုတ်ကအရင်ဆုံး MND ရင်းနဲ့ဒီစစ်ကောင်စီကိုအပြစ်ခတ်ရက်စရဖြစ်လာအောင်လုပ်ပေးတဲ့အနေထားမှာရှိပါတယ်အဲ့ဒီအနေတစ်ဆင့်အခုလာရှုကို MND လက်ထက်ကနေစစ်ကောင်စီကိုပြန်ပေးဖို့အထီကိုဖြစ်လာတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာအမေရိကန်နဲ့အနောက်နိုင်ငံတွေထက်တရုတ်ရဲ့လွှမ်းမိုးမှုက80ရာခိုင်နှုန်းလောက်ရှိပါတယ်ဒါကြောင့်လေတရုတ်ကမြန်မာအရင်နဲ့ပတ်သက်လာရင်ဝင်ရောက်စွန့်ဖက်နိုင်တဲ့အစွန်းကသူ့မှာရှိပါတယ် ဒီ live show ကိုပြန်ပေးနိုင်ဖို့အတွက်လည်းဒီစစ်ကောင်စီကတရုတ်ကိုအကြိမ်ကြိမ်အပူကတ်ခဲ့ရပါတယ်တရုတ်နိုင်ငံကအကြိမ်ကြိမ်ဂျောင်းဝင်ညှိနှိုင်းပေးမှုတွေက အစပိုင်းမှာတော့သဘောတူညီမှုမရခဲ့ပေမဲ့နောက်ပိုင်းဒီစစ်ကောင်စီနဲ့ MDA တို့အကြမ်းမှာဒီအပြစ်ခက်ရက်စေးတာအပြင်ကို live show ကိုလည်းဒီအခုလိုပြန်ပေးဖို့ဖြစ်လာခဲ့တာဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့အဓိကဂျောင်းဝင်ညှိနှိုင်းပေးမှုကြောင့်ဖြစ်လာတဲ့ ဒီလာရှိုးမြို့ကိုပြန်ပေးရတာဟာဒေသခံလူတို့အတွက်စိုးရိမ်စိတ်တွေဖြစ်နေပြီးတော့ဒီ CDN ဝန်ထမ်းတွေအတွက်လည်းအဓိကစင်ခုံမှုကြီးလို့ဖြစ်နေပါတယ်။လာရှိုးမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခောက်ကိုဒီတစ်တုံညာနှစ်ခုစစ်စစ်ရေးကာလအတွင်းမှာတော်လရင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့မှဒီ MNDA ကတိုက်ခိုက်တိုင်ပိုင်ရရှိလာတာဖြစ်ပါတယ်။တစ်တုံညာနှစ်ခုစစ်စစ်ရေးကြောင့်လည်းဒီတော်လရင် ဒီနေဦးတော်လည်ရင်းမှာဒီရှစ်ကောင်စီတက်ကိုအင်အားချိနစ်စေခဲ့တယ်လို့ဒါပြောလို့လည်းရပါတယ်အရှင်းမြောက်တိုင်းစစ်ထဏကျောက်ရမခါကိုတင်ပိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်လည်းဒီနေဦးတော်လည်ရင်းကိုအများကြီးအားရှိစေခဲ့ပါတယ်ဒီကိုကန်တဲ MDA ပါဝင်တဲ့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘက်မှာဒီအရခတ်တတော်အင်းနဲ့တောင်းတဲ့ TNL လို့ရှိမှာတော်လည်ရင်းကိုအမိခိုပြုတ်ပြီးတော့မှဒီတိုက်ပွဲဝင်နေကြတဲ့သူတွေအများကြီးရှိပါတယ် ဒါပေမဲ့အခုလို live show ကို ပြန်ပြဖို့ဖြစ်လာတဲ့အကြောင်းတွေကတော့ဒီတရုတ်ကနေ MND ရဲ့အပေါ်မှာဘလောက်ထိဖြစ်အားရှိလဲဆိုတာကိုဖော်ပြလိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ဒါပေမဲ့ကုကန်တက် MND တက်မှလို့မျိုးတရုတ်ရဲ့တက်ရောက်မှုတွေကတော့ဒီ TNL နဲ့ AA တို့စီမှာဆိုလို့ရှိရင်ဒါ တဖွဲ့နဲ့တဖွဲ့မတူဘူးလို့ပြောလို့ရပါတယ်အဲစစ်ကောင်စီကမြောက်ပိုင်းညီနောင်မမဲသုံးဖွဲ့နဲ့တပြိုင်တည်းတည်းတွဲဆုံညှိနှိုင်းတာတွေရှိသလိုတဖွဲ့ရှင်အနေနဲ့လည်းတွဲဆုံညှိနှိုင်းတာတွေရှိတယ်လို့ဒီအဲ့ဒီတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့တည်ရင်ရင်းမြစ်တွေစီကနေသိရပါတယ်ဒါပေမဲ့အခုချိန်ထိတော့ MD တပ်ဖွဲ့တစ်ခုအနေနဲ့ပဲသဘောတူညီမှုရတဲ့အနေအထားလို့ဆိုရပါမယ်အခုရှမ်းမြောက်ဘက်မှာဆိုရင်စစ်ကောင်စီတပ်တွေကလာရှုကိုဝင်ဖို့လုပ်နေသလိုဒီတောင်ကဲနဲ့နောင်ရှုဘက်မှာဆိုလို့ရှိရင်လည်း TNL ကိုပြန်ပြီးတော့မှထိုးစစ်ဆင်နေတဲ့အနေအထားမှာရှိပါတယ် တကယ်လို့သာရှစ်ကောင်စီကတဖြည်းဖြည်းဝင်ပြီးတော့နေရာယူလာနိုင်လို့ရှိရင်ဒေသခံလူထုအတွက်ကတော့အများကြီးစိုးရိမ်စရာတွေဖြစ်ပါတယ်ဒီနေရာမှာအဓိကရှစ်ကောင်စီရဲ့ပြစ်မှတ်က MNDA ဖြစ်ပါတယ်ဒါပေမဲ့ MNDA ကိုရှစ်ကောင်စီကတိုက်ရိုက်ဖိအားပေးနိုင်တဲ့အနေအထားမှာမရှိတဲ့အတွက်တရုတ်ကိုရှစ်ကိုခေါ်ပြီးတော့မှဒီသေဝိုက်တဲ့နီးနယ်ဖိအားပေးဖို့စူးစမ်းနေတာဖြစ်ပါတယ်ဒီတော့တရုတ်ဖိအားနဲ့ MNDA ရဲ့အခက်ကိုကြည့်အောင်ပါတရုတ်ဟာမြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ပြဿနာတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ဩဇာလွှမ်းမိုးနိုင်ဖို့အတွက်သူတို့ဟာစစ်ကောင်စီနဲ့ခိုင်မာတဲ့ဆက်ဆံရေးတွေရှိသလိုဒီအဲ့ဒီနေဆက်မှာရှိတဲ့ဒီမြောက်ပိုင်းမှာရှိတဲ့လက်နက်ကန်အဖွဲ့တွေနဲ့လည်းဒီအတော်သင့်ဆက်ဆံရေးတွေရှိပါတယ်။ဒါမြောက်ပိုင်းညီနောင်မမိတ်၃ဘွဲပါတဲ့တစ်တုံညာ2ခုစစ်စင်ရင်ကြောင့်နေမြေတွေလက်လွတ်ဆုံးရှုံးခဲ့ရတဲ့စစ်ကောင်စီအရဆိုရင်တရုတ်ရဲ့ဒီတရုတ်နိုင်ငံရဲ့ဂျောင်းဝင်ညှိနှိုင်းမှုနဲ့ဟိုင်ကေသဘောတူညီချက်ကိုဒီပထမဆုံးအစီအနေနဲ့ချုပ်ဆွနိုင်ခဲ့ပါတယ်ပေါ့လေ။ချုပ်ဆွနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ ဆိုတော့အဲ့ဒီ high gate သဘောတူညီချက်အရာလဲရှမ်းမြောက်မှာညီတော်သုံးဘွဲ့နဲ့အစစ်ကောင်စီကအပြစ်ခက်ရက်ခဲ့ပါတယ်ဒါပေမဲ့လို့ဒီ high gate သဘောတူညီချက်ကတော့ရရှိတော့အလုံးမဖြစ်ခဲ့ပါဘူးအဲ့ဒီတော့ကြောင့်လဲစစ်ကောင်စီကဒီ high gain အလုံးမဖြစ်တဲ့အတွက်တရုတ်ကိုဆက်ပြီးတော့မှစစ်ကူခွာပေးမှာတယ်ဒီစစ်ကောင်စီက high gain အလုံးမဖြစ်တော့ဒီနောက်ပိုင်းညီနောင်၃ဖွဲ့စလုံးကိုတပြိုင်တည်းနဲ့မတွေ့တော့ဘဲနဲ့ဒီမဆွေးနေတော့ဘဲပေါ့လေဒီတဖွဲ့ချင်းကိုစဉ်းစားလာတဲ့အနေအထားမှာရှိပါတယ် ဒီလိုတဖွဲ့ချင်းတွဲဆုံဆွေးနွေးဖို့စဉ်းစားလာတဲ့စစ်ကောင်စီကဒီအရင်ဦးဆုံးဒီဒီ MNDA တိမ့်ဖိုက်တာတဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ဒီလာရှိုးကိုပြန်ယူဖို့အတွက်မှဒီ MNDA ကိုအရင်ဆုံးအနေနဲ့အာဘယ်လိုပြောမလဲဆွေးနွေးချက်တွေကိုအများကြီးရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်လည်းတရုတ်ချောင်းဝင်မှုနဲ့တွဲဆုံဆွေးနွေးတာမှာ MNDA ကအကြိမ်အရေအတွက်အများဆုံးလည်းဖြစ်ပါတယ်။တရုတ်ဘက်က MNDA ကိုဘာကြောင့်လာရှိုးကို ပင်းနိုင်တဲ့အထိဒီဖိအားပင်းတဲ့ကိတာလဲရှိတာကိုဆက်ပြီးကြည့်မယ်ဆိုရင်တရုတ်နဲ့ MNDAA ကြားမှာဆက်နေမှုနဲ့အကြောင်းတရားတွေအများကြီးရှိပါတယ်အထူးသဖြင့် MNDAA ကတရုတ်ဘာသာစကားပြောပြောမှာတရုတ်အနေဝင်ဒါလူမျိုးတစ်မျိုးဖြစ်တယ်လို့တောင်မှဆိုကြပါတယ်တရုတ်နဲ့နှီးဆက်တဲ့ဒီတရုတ်နိုင်ငံနဲ့နှီးဆက်တဲ့နေဆက်ဒေသလည်းဖြစ်ပြီးတော့မှဒီစီးပွားရေးအရာရောကုန်သွယ်ရေးလုပ်ငန်းတွေလည်းသူတို့မှရှိကြပါတယ်ဒီနေရာနဲ့စီးပွားရေးနဲ့ပတ်သက်ရင် MNDAA မှမဟုတ်ပါဘူး ဒီနေရာမှာစီးပွားရေးနဲ့ပတ်သက်လာရင်တရုတ်ကအဒီ MND နဲ့မှဆက်ဆက်တာမဟုတ်ပါဘူးအဲ့ဒီနေဆက်ဒေသတွေမှာရှိတယ်တခြားလက်နက်ကင်ဖွဲ့စည်းတွေနဲ့လည်းအဒီစီးပွားရေးအရာဆက်ဆက်မှုတွေဆက်ဆက်မှုတွေရှိကြပါတယ်ဒီလိုတရုတ်နဲ့နေဆက်ကုန်သေးရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့အခြေခံအဆောက်အအုံစီမံကိန်းတွေအနေနဲ့တစင်ငွေကြေးထောက်ပံ့မှုတွေပါရနိုင်တဲ့အတွက် MND ရဲ့အတွက်အသက်သွေးကြောတစ်ခုလည်းဖြစ်ပါတယ် တကယ်လို့ MNDA ကတရုတ်ရဲ့ဖိအားကိုလွန်ဆင်ခဲ့မှာဆိုရင်နောက်ဆက်တဲ့အနေနဲ့စစ်ပွဲရေးအရာပိတ်ဆို့ခံရတာတွေလည်းဖြစ်လာနိုင်ပါတယ်။နောက်တစ်ချက်ကတရုတ်ကနေသူတို့နေဆက်မှာဆက်ဖြစ်ရင်သူတို့နိုင်ငံကိုဒီဒုက္ခတွေတွေရောက်လာမှာကိုလည်းစိုးရင်ချက်တွေရှိပြီးတော့မှဒီနေဆက်လုံခြုံရေးကိုထိခိုက်စေနိုင်တဲ့အတွက်တရုတ်ကတော့ဒီနေဆက်မှာပြဿနာဖြစ်လာရင်သူကိုယ်တိုင်ကတော့လုံအောင်ကိုပါကိုပါလာမှာဖြစ်ပါတယ်။နောက်ဆုံးတရုတ်ကဒီ MNDA ကိုချုပ်ကင်နိုင်ဖို့အတွက်ဒီ MNDA ရဲ့ ေရပေါ့လေ MND ရဲ့ဒီစစ်ဦးကြီးချုပ်ကိုဒီဖုံးတရွှင်းကိုဒါမလိမ့်တပတ်နဲ့ဒီတရုတ်ကိုခေါ်ပြီးတော့မှအာဖမ်းဆီးလိုက်တာရှိပါတယ်သူတို့ဒီလိုစစ်ဦးကြီးချုပ်တယောက်ဖမ်းဆီးခံရတဲ့အတွက်ဒီ MND ကလည်းဒါသူတို့အနေနဲ့ဗေလန်းကိုရေးချေရမလဲဆိုတာကိုဟိုတိတိပပပေါ့လေသူတို့ရေးချေရမယ့်လမ်းကိုရွေးချေလိုက်တယ်လို့ဆိုရပါမယ်သူတို့အာဒီလိုရွေးချေလိုက်တဲ့အထင်းမှလည်းဒီလာရှုကိုပြန်ပေးဖို့ဖြစ်လာတယ်လို့ဟိုယူဆလို့ရပါတယ်ဆိုတော့ MNDA ကလာရှုကိုပြန်ပေးဖို့ဆုံးဖြတ်လိုက်ပြီမဲ့ဘလို့အနေထားမျိုးပေးမှလဲဆိုတာကိုတော့အတိအကျတော့ပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့အရှိမပြောခဲ့သလိုလာရှုကိစ္စနဲ့ပတ်သက်ပြီးဒီ MNDA ကဟိုဘာမှကိုထုတ်ပြန်ချက်မရှိလို့ဖြစ်ပါတယ်။ဒါပေမဲ့ဘလို့ပဲပေးပေးလာရှုကတော့ဒီစစ်ကောင်စီလက်ထက်ကိုပြန်ရောက်သွားမယ်ဆိုတာကတော့လုံးဝအတိအကျပဲဖြစ်ပါတယ်။နောက်တစ်ချက်ကဒီလာရှုကိုသာစစ်ကောင်စီလက်ထက်ရောက်သွားမယ်ဆိုရင်စဉ်းစားစရာတစ်ခုကစစ်ရေးဖိနှိပ်မှုတွေဖြစ်လာနိုင်မလားဆိုတာကို ဒီအချက်တွေကိုလူထုကအဓိကစိုးရင်ကြရှိပါတယ်ဆိုလိုတာကလာရှုံးမှာစီအောင်ရှုပ်ရေးကိုပြန်ရောက်သွားနိုင်မလားပေါ့လေနော်ဒီတေချာတာကတော့ဒီရှစ်ကောင်စီကအဲ့ဒီမှာလာရှုပ်ကိုပြန်ရောက်ရင်တော့ဒီစီအောင်ရှုပ်ရေးကိုတော့ကျင့်တော့မှာတော့အသေးကြပါပဲရှစ်အောင်ရှုပ်ရေးပြန်ရောက်သွားရင်နောက်ထပ်တဆင်းနေနဲ့စီရေးဖူးနှံမှုတွေကလည်းရှိလာနိုင်ပါတယ်အဲ့လိုတွေဖြစ်လာပြီဆိုရင်အဓိကတတိထားရမှာကတော့ CDN ဝန်ထမ်းတွေဖြစ်ပါတယ် စီဒီအန်လွတ်ထားတဲ့ဝန်ထမ်းတွေကိုစစ်ကောင်စီကဖမ်းဆီးတာတယ်လောက်လာနိုင်တယ်နောက်ပြီးတော့စစ်ကောင်စီကပြည်သူစစ်တွေဖွဲ့စည်းတာတယ်နောက်ပြီးဒီစစ်သားစုဆောင်တာတွေနဲ့အကြမ်းဖက်လောက်ရက်တွေလည်းဒီလာရှိုးမှာဖြစ်လာနိုင်တဲ့အခင်းအကျင်းမျိုးရှိပါတယ်ဒီလိုအကြမ်းဖက်တဲ့လောက်ရက်တွေနဲ့အတူလူအခွင့်ရေးချိုးဖောက်တာတွေကလည်းအာရှင်းတဲ့နောက်နဲ့ဖြစ်လာနိုင်ပါတယ်ဆိုတော့နောက်ထပ်ဒီတည်င်းမောင်အောင်ချတာတွေစီးပွားရေးပိတ်ဆို့တာတွေနဲ့အရင်အကျဲဒီစစ်စစ်အတတွေကလည်းဒီဖြစ်လာနိုင်တာမျိုးတတိကြီးကြီးထားရမှာဖြစ်ပါတယ် လက်ရှိမှာရှိတဲ့လူထုအပေါ်ကိုတိုက်ရိုက်တက်ရောက်နိုင်ပြီးတော့မှဒီနောက်ထပ်စစ်ရေးပြင်မှတ်တွေကိုလည်းဒါမလုံလံနိုင်ဘူးလို့လည်းဘယ်သူမှလည်းအမှတ်ကကြလဲပေးလို့မရနိုင်ဘူးလေဆိုတော့လက်ရှိအချိန်မှာလာရှိုးအရှင်နေနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ MND တို့ကပူးတွေးအုပ်ချုပ်မယ်လို့သတင်းတွေထွက်နေတယ်လို့ဒီတရုတ်ကောက်စင်းဝင်ရုံးကိုထားပြီးတော့မှလည်းသူတို့ညှိနှိုင်းတွေလုပ်ပြီး အုပ်ချုပ်ရေးလေပတ်မယ်ဆိုတာကိုဒီသတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရာလဲကျွန်တော်သိရပါတယ်ဆိုတော့ရှမ်းမြောက်အတွက်ဒီမြို့တော်တစ်ခုလို့ဖြစ်နေတဲ့လာရှိုဟာတရုတ်မြန်မာနေဆက်ကုန်တွေရဲ့အတွက်အရေးပါတဲ့လမ်းကြောင်းတစ်ခုလဲဖြစ်တယ်ပြီးတော့ဒီရှမ်းမြောက်ဒေသကဒီတက်ရင်တက်ဖွဲ့ဘူဟာတွေကိုအဓိကကုတ်ကေတဲ့စစ်တိုင်းဌာနချုပ်ရှိရာနေရာတစ်ခုလဲဖြစ်ပါတယ် စစ်ကောင်စီကဒီမြို့ကိုပြန်ပြီးအုပ်ချုပ်ခဲ့မှဆိုရင်တို့ရဲ့လှုပ်ထုံလုပ်နေတဲ့အတိုင်းတည်င်းတူတွေတည်င်းမှားတွေကိုဖျက်ဝင်ပြီးတော့မှပြည်သူကိုအခက်တွေအောင်လုပ်နိုင်တယ်ဒီအဲ့ဒီတော့ဒီ last show မြို့ကပြည်သူတွေဟာစစ်အုပ်ချုပ်ရေးအောက်ကဖိနှိပ်မှုတွေကိုခံရနိုင်တဲ့အခြေအနေဖြစ်လာနိုင်တဲ့အတွက်တိုတေပြင်ဆင်ထားတင်ပါတယ်နောက်ဆုံး last show ကိုပြန်ပေးလိုက်လို့ MND နဲ့အစီအပြေသွားနိုင်ပြီမယ်လူထုအတွက်ကတော့အစီအပြေမဲ့အနေထားမှာတော့မရှိပါဘူး ဒီချက်မှာလာရှုကိုစစ်ကောင်စီကပြင်ရတော့တာဟာမြို့တမျိုးကိုရိုက်လိုက်တာမဟုတ်ပေတဲ့ဒီတဖက်မှာကြည့်ရဆိုနိုင်ငံရေးစီးပွားရေးအတွက်လည်းသူတို့အမဲရတော့နိုင်တဲ့အချက်တွေရှိပါတယ်စစ်ကောင်စီကလက်ရှိမှာပြည်သူ့ရွေးကောက်တင်မြောက်တဲ့တရားဝင်အစိုးရတရက်အဖြစ်နိုင်ငံတကာကိုလက်ခံလာအောင်ပြသနိုင်ဖို့အတွက်ဒီရွေးကောက်ပဲဖြစ်လာအောင်ကြိုးစားနေတဲ့အချိန်ဖြစ်ပြီးတော့မှလာရှုကိုသာပြင်ရသွားရင်စစ်ကောင်စီကိုထောက်ခံမဲ့မြို့တမျိုးရတော့တာနဲ့အတူတူပဲဖြစ်ပါတယ်အခုချိန်မှာဒီစစ်ကောင်စီအတွက်ရေကောက်ပွဲကဒီနိုင်ငံရေး ထပ်ပေါက်တစ်ခုဖြစ်နေတဲ့အတွက်မြို့တမျိုးကမက်တမင်းဟာသူတို့တော်တော်အတော်လေးကိုအားစေတကွဖြစ်ပါတယ်။နောက်ပြီးစစ်ကောင်စီအတွက်ရေကောက်ပွဲနေရာပိုကျလေသူတို့ရဲ့တရားဝင်မှုကျေပြက်နေဆိုပြီးလေလိုင်းပေါ်မှာကြွားလုံထုတ်လေပါပဲ။ဒီလိုကြွားလုံထုတ်နိုင်ရင်နိုင်ငံတကာကလည်းဒီစစ်ကောင်စီနဲ့ပတ်သက်ပြီးမှစဉ်းစားချက်တွေကလည်းပြောင်းလဲလာနိုင်ပါတယ်။အခုတော့မှ အာဆီယံနိုင်ငံတွေထဲကဒီတချို့နိုင်ငံတွေဆိုရင်စစ်ကောင်စီကိုဒီမြေတောင်မြောက်ပွေဖို့အတွက်ဒီလက်ဆွဲနှုတ်ဆက်လိုက်နေတဲ့ဒီတိတ်ပုံဒီအဲချိန်တွေးလိုက်နေတဲ့ဒီမျိုးစုံနဲ့အထောက်အကူပြုနေကြတာကိုတွေ့ရပါတယ်။ဒီအဲ့ဒီတည်းမှာအင်းချင်းထိုင်းနိုင်ငံကတော့အဆိုးဆုံးပဲလို့ပြောရပါမယ်။အဲဒါတရုတ်ကလည်းနိုကိုရီးယားသူ့ဂျိုးစီဘော်တဲစစ်ကောင်စီကိုတက်ဆိုးရှိအောင်လုပ်ပေးနေတာကြောင့်စစ်ကောင်စီလက်ထက်ကိုတမျိုးရောက်လဲသူ့သူ့အတွက်ဒီဝန်တလည်းဖြစ်ပါတယ်။ဆိုတော့တရုတ်နဲ့ဒီစစ်ကောင်စီကတော့အခုချိန်မှာ အကြံတူညင်သူတို့ပြောလို့ရပါတယ်နောက်ပြီးတော့လာရှိုးဆိုတာကလည်းတရုတ်နေဆက်ကုံတွေလမ်းကြောင်းအတွက်အရေးပါတဲ့ဒီနေရာတစ်ခုဖြစ်နေတဲ့အတွက်လာရှိုးကစစ်ကောင်စီလက်ထက်ရောက်သွားရင်နေဆက်ကုံတွေရေးကိုပြန်ဆလာနိုင်ဖို့လည်းရှိပါတယ်ဒါတော့ဒီနေဆက်ကုံတွေကလည်းရလာတဲ့အကျိုးအမြတ်တွေကဒီစစ်ကောင်စီတဲ့ဒီအဲ့ဒီဝင်ငွေလမ်းကြောင်းကဒီဝင်ငွေရလေလက်နဲ့ပို့ပြီးဝင်နိုင်လေပါပဲဆိုတော့အဲ့ဒီဝင်ငွေရလို့လက်နဲ့ဝင်နိုင်ရင်ပို့ပြီးတော့မှသူကဒီဘုံကျဲလာနိုင်တယ်လို့ပြောလို့ရပါတယ် ဆိုတော့နောက်ပြီးတော့ဒီလာရှုကိုပြန်ပေးလိုက်တာကြောင့်ဒီ MND ဘက်ကပြန်ပြီးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တို့အနေနဲ့လည်းထိခိုက်မှုတွေရှိလာနိုင်ပါတယ်အဓိကထိခိုက်နေတာ၃ချက်လောက်ကိုတွေ့ရပါတယ်ပထမတစ်ချက်ကတော့ပြည်သူလူထုထောက်ခံမှုကကျဆင်းသွားနိုင်ပါတယ်ဒီဒုတိယအချက်ကတော့ MND နဲ့မဟာမိတ်ပုံစံလက်တွေတိုက်ပွဲဝင်နေကြတဲ့တော်လင်ရေးအဖွဲ့တွေပေါ်မှာတန်တရားတွေဖြစ်လာနိုင်ပါတယ်နောက်တစ်ချက်ကတော့စစ်ကောင်စီကိုတွန်းလှန်နေတဲ့နေဦးတော်လင်ရေးအချိန်ကအာရွနေ လာနိုင်တယ်ပေါ့လေဆိုတော့ဒီအချက်၃ချက်စလုံးက MNDA နဲ့ပတ်သက်ပြီးတော့မှဒါဆက်ဆက်တဲ့အချက်တွေဖြစ်ပါတယ်တက်တရားနိခွန်စစ်စင်ရေးနဲ့အတူဒီဆရာနာရှင်ကိုအမြင့်ပြတ်ချင်မုန်းခဲ့တဲ့ဒီညီနောင်မဟာမိတ်ဒီညီနောင်မဟာမိတ်ဒီ၃ဘွေရဲ့တိုက်ခိုက်အားလည်းတကယ်လည်းနေဦးတော်လည်းရေကိုအကျိုးရှိခဲ့တာတွေ့ရပါတယ်ဆိုတော့လက်ရှိမှာညီနောင်၃ဘွေကနေဒီ AA ကတော့ဒီဆက်ပြီးတော့မှဒီပြမထဲတိကို တော်လင်းပူပေါင်းတက်တင်နဲ့ဒီအတူတိုက်ခိုက်နေတာတွေ့ရတယ်ဒီတောင်တက် TNL ဆိုလို့ရှိရင်လည်းဒီတောင်ငယ်ဘက်မှာတိုက်ခိုက်နေတာမျိုးတွေရှိတယ်ဒါပေမဲ့တောင်ငယ်တိုက်ပွဲဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တောင်ငယ်တိုက်ပွဲဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်စစ်ကောင်စီကဒီထိုးစစ်ပြင်ဆင်နေတဲ့အနေအထားမှာရှိနေတယ်တော့ကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒါကတည်င်းဌာနတွေရဲ့ဒီလက်ရှိသူတို့ရဲ့ဖော်ပြချက်တွေအရတည်ရတာဖြစ်ပါတယ်ဆိုတော့ အဓိကပြောချင်တာကတော့ MNDA အနေနဲ့စစ်ကောင်စီနဲ့အပြည့်ရက်တာကအချိန်မရွေးတိုက်ပွဲပြင်ဖော်လိုက်နေတယ်လို့ယူဆလို့ရပေမဲ့လို့ဒီတိုက်လို့ရပြီးသားပေါ့ဒီအဓိကမြို့တမြို့ကိုရန်သူလက်ထဲပြန်ပေးလိုက်တာကဒီအဲ့ဒီတိုက်ပွဲမှာတိုက်ပွဲဝင်ခဲ့တဲ့သူတွေအတွက်တော့အတော်လေးကိုခံပြင်းစရာဖြစ်ပါတယ် ဆိုတော့ MND ကဒီတော်လည်ရင်းမှာအချိန်မရွေးပါဝင်လာနိုင်တဲ့ဆိုရင်တောင်မဟာမိတ်တွေနဲ့ပြည်သူတွေကတော့အတော်လေးကိုသတိထားရမှာဖြစ်ပါတယ်ဒါတွေကိုနောက်ဆုံးပြန်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင် MND ရဲ့ပုံမှန်တရုတ်ဖိအားရှိတယ်ဆိုတော့ကိုအားလုံးကိုဒီပြတ်သားလိုက်နိုင်တဲ့တူတူပဲဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့တစ်ဖက်မှာတရုတ်ကလည်းဒီမြန်မာနိုင်ငံမှာ60ရာခိုင်နှုန်းလောက်အထိကိုဒီရင်းနှီးမြုပ်နယ်မှုရှိနေတဲ့အတွက်မြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတော့သူကတော့ဆက်ပြီးတော့မှရှိနေဦးမယ်လို့ယူဆရပါတယ် စစ်ကောင်စီကလည်းလိုင်းရှိုးကိုပြန်ပြီးထိန်းချုပ်နိုင်ခဲ့ရင်နောက်ထပ်မြောက်ပိုင်းမှာရှိတဲ့မြို့တွေကိုစစ်ရေးချီလန်းတဲ့စတင်လာနိုင်မယ်လည်းရှိပါတယ်ပထမဆုံးအနေနဲ့အုတ်ချုပ်ရေးဝင်မယ်ပြီးရင်လူဝင်အားစုဆောင်မယ်ဒါပြီးရင်စစ်ရေးဗျူဟာတွေချမှတ်ပြီးထိုးစစ်တွေပြန်ဆခဲ့မယ်ဆိုရင်ဒါက MDA ပေါ်မှာထိုးနှက်ချက်တွေအတော်တော်လေးထက်ရှိလာနိုင်မယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ထင်သလောက်တော့လူဝင်မှာတော့မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့တရုတ်စစ်ကောင်စီနဲ့ဒီ MND တက်ဖွဲ့လို့အကြမ်းမှာဘလို့အပေးယူတွေရှိတယ်ဆိုတာမသိရတဲ့အတွက်ဒါအတိအကျတော့ပြောဖို့တော့ ခက်ပါတယ်ဆိုတော့ဒါပေမဲ့လာရှုကိုစစ်ကောင်စီပြန်ရတော့လို့နေဦးတော်လည်းရင်းမှာ MLDA မပါတော့လို့စစ်ကောင်စီကိုဆက်ရင်တိုက်ပွဲဝင်တာတွေကတော့ရက်တော့မှာတော့မဟုတ်ပါဘူးထပ်ပြီးတော့မှစစ်ကောင်စီကိုတိုက်ခိုက်နေကြအောင်ပါ